ာကျွန်တော်ဒီနေ့ရောက်ရှိနေတာကတော့ချင်းရိုးရကောက်တစ်စားပွဲတော်ပေါ့နော်အရှိုရှင်ပရိုက်တာလူမျိုးအဖွဲ့ကနေဦးစီးကျင်းပတဲ့ချင်းရိုးရကောက်တစ်စားပွဲလေးကိုဖိတ်ကြားလို့လာရောက်တက်ပြတာဖြစ်ပါတယ်ကျွန်တော်တွားတဲ့အချိန်မှာတော့အခမ်းအနားစတင်နေပါပြီဒေတာတွေကတော့အလုံးမြင်တဲ့အတိုင်းပဲပြည့်နေပါတယ်နော်ဒါကတော့ကျွန်တော်တို့ရဲ့ကင်မရာဆရာကြီးကိုတက်နောက်မှဖြစ်ပါတယ် ယောဒီပွဲလေးဟာအရှိုချင်းပရိုက်ဇာလူငယ်အဖွဲ့ကနေဥဆောင်ပြီးတော့ကျင်းပြပေးကြတာဖြစ်ပါတယ်။ဒီချက်ကိုကြောကြားပေးပါရန်စလိုက်မမောင်ကြီးအားလေးစားစွာနဲ့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ Okay အားလုံးပဲမင်္ဂလာပါ။ကျွန်တော်နာမည်ကတော့စလိုက်မမောင်ကြီးဖြစ်ပါတယ်။ကျွန်တော်ကတော့ဒီကောက်တဲ့စာပွဲကျင်းပရတဲ့ဒီရည်ရွယ်ချက်ကိုလည်းရှင်းလင်းပေးကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဒီ1988နောက်ပိုင်းကလေးကကျွန်တော်ဒီရိုးရကတိစာပွဲကိုကျင်းပလာခဲ့ကြတာဖြစ်ပါတယ်။ဒီကျွန်တော်တို့ကျင်းပပိုင်းမှာကျင်းပပုံစမောမမောင်တင် ပြောသလိုပဲကျင်းပကျွန်တော်တို့နှစ်စဉ်10လပိုင်း17လပိုင်းဝင်းကျင်းမှာကျွန်တော်တို့ကျင်းပလေးရှိတယ်။ဒီရိုးရကတိစာပွဲကိုကျွန်တော်တို့ဒီရိုးရကတိစာပွဲကျင်းပတဲ့ရည်ရွယ်ချက်ကတော့ကိုယ်လူမျိုးတွေပေါ့နော်ကိုယ့်ရဲ့လူမျိုးဒီ ရိုးရာယဉ်ကျေးမှုအငွေတွေကိုကျွန်တော်တို့လက်စင်ကန်ထိမ့်သိမ်းစေခြင်းနဲ့အတွဲကြောင့်ကျွန်တော်တို့ဒီရိုးရာယဉ်ကျေးမှုအငွေနှစ်တွေမပပြောက်အောင်ဆိုပြီးတော့ကျွန်တော်တို့ဒီ ရိုးရကောက်တဲ့စားပွဲကိုကျွန်တော်တို့နှစ်စဉ်နှစ်တိုင်းလက်ဆင့်ခံပြီးတော့ကျွန်တော်တို့မဖြစ်မနေကျင်းပရခြင်းဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်လည်းအခုအချိန်ကြီးအရကျွန်တော်တို့မကျင်းပနိုင်တာ၃နှစ်၄နှစ်လောက်ရှိပြီဖြစ်ပါတယ်ကျွန်တော်တို့အကြောင်းမလို့ကျွန်တော်တို့ဒီ time မှာရောက်နေတဲ့ချင်းလူငယ်လေးတွေများကျွန်တော်တို့စီဝေးပြီးတော့ဒီပွဲလေးကိုကျွန်တော်တို့ဒီမပပြအောင်ကျွန်တော်တို့ဒီ အလံဝေးမသွားအောင်ကျွန်တော်ဝေးกว่าမသွားအောင်ဆိုပြီးတော့ကျွန်တော်တို့ဒီရွေးရောက်တဲ့စားပွဲလေးကိုကျွန်တော်တို့ကျင်းပအခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီအရှုချင်းပရဟိတအသင်းအနေနဲ့ကလည်းကျွန်တော်တို့ဒီပွဲမှာကျွန်တော်တို့နည်းနည်းပွဲအားကြိုတင်ပြင်ဆင်ထားတာတွေကျွန်တော်တို့နည်းနည်းမရှိခဲ့ဘူးเนาะကျွန်တော်တို့မှလည်းဘာမှပြင်ဆင်ခြင်းလည်းမရခဲ့တဲ့အတွက်တက်လာတဲ့ဒီကိုမောင်မများအားလုံးကိုကျွန်တော်တို့အဲလေးစားစွာနဲ့ပဲကျွန်တော်တို့ဒီတောင်းပန်အပ်တာပေါ့เนาะ အခုဆိုလည်းကျွန်တော်တို့ကညဆိုလည်းဒီပွဲအတွက်ကိုကျွန်တော်တို့အမှတ်တိစားပွဲနံပါတ်3ကျွန်တော်တို့ဒီခေါင်းပေါင်းလူပွဲတွေလည်းကျွန်တော်တို့ဒီအရှူတွေရဲ့အယိုးရအပွဲရဲ့နှစ်တွေပေါ့နော်ကျွန်တော်တို့ဒီအဲ့ဒီပွဲ3ပွဲကိုကျွန်တော်တို့ကျင်းပလေးရှိတယ်ဒီကောက်တိစားပွဲမှာကျွန်တော်တို့မြန်မာနိုင်ငံမှာကျင်းပပုံနဲ့ကျွန်တော်အနေငယ်ရှင်းပြချင်ပါတယ်။ဒီကောက်တိစားပွဲမြန်မာနိုင်ငံမှာကျွန်တော်တို့လူငယ်တွေနဲ့ဘယ်လိုကျင်းပလဲဆိုတော့ဒီကောက်တိစားပွဲမှာ ဒီရိုးရာကောင်းကောင်းလူပွဲဆိုတာကျွန်တော်တို့မှာရှိပါတယ်ရိုးရာကောင်းကောင်းလူပွဲကိုလည်းကျွန်တော်တို့ထည့်သွင်းတယ်ဒီထည့်သွင်းပြီးတော့ဒီကောက်တစ်စားပွဲနဲ့အတူပေါ့နော်ကျွန်တော်တို့ဒီကျင်းပလေးရှိတယ်နောက်ပြီးတော့ကျွန်တော်တို့အရှုံးလူငယ်လေးတွေကလည်းဒီတရွာနဲ့တရွာပေါ့နော်မတိကြဘူးအလန့်ဝေးကြတယ်ကျွန်တော်တို့ဒီခင်မင်မှုရအောင်ဆိုပြီးတော့လည်းကျွန်တော်တို့ဒီရိုးရာကောက်တစ်စားပွဲကိုအဲကျေးရွာကလိုက်ပေါ့ကျွန်တော်တို့ခွဲရလေးတွေချတာရှိတယ် ွဲတယ်လေးနေကြဘလို့ချလဲဆိုတော့ကျွန်တော်တို့တရွာကိုအဲဆန်တက်နိုင်သည်ရှိသောဟိတိဟိရွယ်တက်နိုင်သည်ရှိသောကျွန်တော်တို့အသားအမားတွေတက်နိုင်သည်ရှိသောအားလုံးစုဝေးပြီးတော့မှကျွန်တော်တို့အဲ့ဒီကောက်တစ္စာပွဲနေ့မှာကျွန်တော်တို့အပျော်အပါးနဲ့ကျွန်တော်တို့တပြိုတပြားကျွန်တော်တို့အမျိုးသားရေးတွေတိုင်ပင်တဲ့80လုပ်ငန်းလုပ်မဲ့လုပ်ငန်းစဉ်တွေကျွန်တော်တို့ဆွေးနွေးတဲ့တိုင်ပင်တဲ့နောက်ပြီးတော့ကျွန်တော်တို့မိဘုံပွဲတွေကျင်းပတယ်အဲ့ဒီနေ့မှာပဲခေါင်းပေါင်းလူပွဲတွေကျင်းပတယ်အဲ့လိုပဲကျင်းပပြီးတော့မှကျွန်တော်တို့ အရှုမျိုးနယ်စုတွေကဒီရွရရင်ကျေးမှုအမွေအနှစ်ကိုဆက်လက်ထိန်းသိမ်းလာကြတာကျွန်တော်တို့အနှစ်30 40လောက်ရှိခဲ့ပါပြီ။ကျွန်တော်တို့ဒီအခုနောက်ပိုင်းမှာသာဒီကျွန်တော်တို့နိုင်ငံရေးကြောင်းကျွန်တော်တို့မကျင်းပနိုင်ဘူး။မကျင်းပနိုင်ဘူးကျွန်တော်တို့ထိုင်းမှာပဲဒီရှိတဲ့လူငင်အားလေးနဲ့ဟိုရတဲ့နိမ့်နဲ့နေပြီးတော့မှကျွန်တော်တို့ဟိုကျင်းပတာဖြစ်တယ်။ ျွန်တော်တို့ထိုင်းမှာဆိုတဲ့အချိန်မျိုးတွေကအားလုံးကပြောင်းနေကြတယ်။တရောင်နဲ့တရောင်ကျွန်တော်တို့အချိန်ဆက်ပြီးပြီးစူးမိဖို့ဆိုတာလည်းမတွေ့ဘူးပေါ့။ကျွန်တော်တို့ဘာကြောင့်မစူးမိနိုင်လဲဆိုရင်အကုန်လုံးကပြောင်းကျဲနေတာဖြစ်တဲ့အတွက်ထိုင်းနိုင်ငံလုံးကလည်းကျွန်တော်တို့ပြောင်းကျဲနေတာတော့ဒါကတော့ကောက်တေးဖြော်တာပေါ့နော်။ကောက်တေးကိုကိုယ်တိုင်ဖြော်ပြီးတော့လာတိုက်တယ်တော်တော်အရာတာရှိတယ်။ကောက်တေးကတော်တော်တောက်လို့ကောင်းပါလေ။ jingle. ူနယ်မနာတာဖွဲ့အပ်ပြီးစီပဲဖြစ်ပါလားအခုတော့ကျွန်တော်တို့အချိုချင်းရိုးရာဒီချင်းအချိုချင်းလူငယ်ပလိုက်တဲ့အဖွဲ့အပ်ပြီးချင်းပါတဲ့ရိုးရာတောက်တဲ့စာပေါ်လေးကိုကျွန်တော်ကိုပိတ်ဖို့ပေးတဲ့အတွက်လည်းဒီပဲဝမ်းသာပုံပြပါတယ်ကျွန်တော်လူငယ်တွေဟာဘယ်လောက်ကြီးလုံနေလဲဆိုတာကျွန်တော်ဒီပွဲတွေကကြီးချင်းအဖြစ်တက်နေပါဘူးဒါပေမဲ့ကျွန်တော်တို့ဒီလိုပွဲမျိုးတွေဟာဒီပမှာလောက်ကမှာလားကျွန်တော်တို့နိုင်ငံမှာကျွန်တော်တို့ဒေတာမှာ လောကမှာလားဆိုရင်အားလုံးအခြေကတော့ကျွန်တော်တို့ကိုယ့်ရောကိုယ့်ဒေတာမှာလောကမဲ့ပွဲနေတယ်ရှင်းမလားဆရာတို့ပြောသွားတယ်လို့ပဲကျွန်တော်ကိုယ့်ဒေတာမှာဟိုခဏကပြောသွားတဲ့ပုံစံကိုမြင်အောင်ကြည့်တာနဲ့ကျွန်တော်တို့ရိုးရတယ်ကိုယ့်ဒေတာမှာချိပတဲ့ဟာတွေကိုမရှိသေးဘူးပြန်မြင်အောင်ပြီးအဲ့တော့ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာခက်ဆက်ဆက်တိုင်းနာဒေတာတွေအပါအဝင်ပြည်သူလူထုအားလုံးဟာပြည်နယ်ချုပ်ချယ်ခံခဲ့ရတယ်ချင်းချင်းပြောရရင်တော့တိုင်းနာစာပေတွေတောင်တည်ကြတာကို ဖန်းစည်းတော်ခံခဲ့ရတဲ့အနေအထားနဲ့ကျွန်တော်တို့တိုင်းပြည်ကဖြတ်တန်းခဲ့ရတယ်။ဒီနေ့အချိန်ကြီးလဲကျွန်တော်တို့တိုင်းပြည်မလွတ်ရောက်သေးပါဘူး။ဒါဟာအားလုံးရဲ့အရေးပါ။အဲ့တော့ဒီနေ့ဒီရိုးရပောက်တစ်ပွဲလေးကိုဒီထိုင်းနိုင်ငံမှာဦးစီးချင်းမတဲ့ပရိုက်တာဒီအချိုရှင်းပရိုက်တာလူငယ်အဖွဲ့အားလုံးတောင်းရင်ရှိတဲ့သူတွေကိုလည်းကျွန်တော်လေးစားပါတယ်။ကျောရိုးရဆိုတာအင်မတန်ထိတ်ထိတ်စောက်ရှောက်အောင်အရာပဲကျောလူမျိုးတွေစုစုတွေကျွန်တော်ကျွန်တော်တို့ရဲ့ လူမျိုးစုံစုတခုတည်းကျွန်တော်တို့ရိုးရဆိုတာမဖြစ်မနေလက်စက်ကံပြီးထိန်းသိမ်းရှောက်ရှောက်ကမယ်အမွေနှစ်တခုပဲကျွန်တော်နိုင်တယ်အမတ်မှားနေတဲ့အရာတွေရှိပါဘူးကိုယ်လူမျိုးကိုလာမကြည့်နဲ့သူများလူမျိုးကိုရံပြန်လှုပ်လိုက်တယ်သူများလူမျိုးကိုဆဲလိုက်တယ်သူများလူမျိုးကိုတိုက်ခိုက်လိုက်တယ်ဆိုတာမျိုးချစ်တာမဟုတ်ပါဘူးဒီလိုမျိုးရိုးရပွဲတွေကိုထိန်းသိမ်းရှောက်ရှောက်တာအနေဒါမျိုးချစ်တာကိုယ်ရိုးရပွဲတွေကိုသူများလူမျိုးတွေပါစိတ်ဝင်စားလာအောင်သူများလူမျိုးတွေကထင်ကြီးလာအောင် ျွမ်းလူမျိုးတွေကကွတ်တူမျိုးနာမည်လို့ပြောလိုက်တာနဲ့နေရာတစ်ခုပေးလာအောင်လေးစားလာအောင်လှုပ်ဆောင်တာလေးကျွန်တော်တို့ကိုယ့်အမျိုးကိုစောက်ရှောက်တာကိုယ့်အမျိုးကိုချစ်တာသူများလူမျိုးတွေကိုရှောက်ဆဲဆိုတိုက်ခိုက်တာအမုန်းတရားပွားအောင်လုပ်တာဒီမျိုးချစ်တာမဟုတ်ပါဘူးအဲ့ဒါမျိုးကိုပြဿနာရှာတာဒါကိုကျွန်တော်တို့ပွဲပြားစွာတီးဖို့လိုပါတယ်ဒီနေ့ကျွန်တော်တို့မြန်မာပြည်မှာလွဲနေတဲ့အယူအဆတွေအများကြီးရှိပါတယ်ကျွန်တော်တရားနဲ့တရား ဟိုမခံကြအောင်ပြောမယ်တူတူမျိုးငါတိုက်ခိုက်မယ်ငါလူမျိုးတူတိုက်ခိုက်မယ်ဆိုတာကဒါကျွန်တော်တို့မျိုးချစ်တာမဟုတ်ပါဘူးအမျိုးကိုရံများအောင်လုပ်တာတကယ်မျိုးချစ်တယ်ဆိုတာဒီလိုမျိုးကိုယ့်အမျိုးအတွက်ရွေးရပွဲတွေကိုပေါ်ဆောင်တာကိုယ့်ဒေတာမှာကိုယ့်လူမျိုးတွေလူနေမှုဘဝမြင့်မွားအောင်နော်ဟိုရှင်းရှင်းပြောရရင်ကျွန်တော်တို့နိုင်ငံမှာလူမျိုးရဲ့အများကြီးရှိတယ်အဲ့တော့အများကြီးရှိတဲ့အတွက်စကားတွေများတယ်အဲ့ဒီပုံမှာကျွန်တော်တို့တကယ်ကိုယ့်မျိုးကိုချစ်တယ်ဆိုရင်ကိုယ့်မျိုးရဲ့ ထိမ့်သိမ်းစောင့်ရှောက်တာမြေရိုးရဘာတွေရှိတယ်ဒါတွေကိုလက်စက်ကမ်းပြီးတော့စာပေတွေရင်ကျင်းမှုတွေအတုံးဆောင်တွေရှစ်ဘိုးဘွားဘီဘီတွေရဲ့เนาะရင်ကျင်းမှုအတုံးဆောင်เนาะနောက်ဆုံးဒီစာပွဲတောက်ပွဲချက်ပြုတ်နီးတွေကစကျွန်တော်တို့တွေကမပြောက်ပြောက်ထိမ့်သိမ်းစောင့်ရှောက်တာเนาะဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်တို့နိုင်ငံမကောင်းသေးလို့ကျွန်တော်နိုင်ငံကလွတ်လပ်တဲ့ဒီမိုကရေစီဖက်ဒရယ်တိုင်းပြည်ဖြစ်သွားမယ်ဆိုရင်ပြည်နယ်တွေတိုင်းတွေမှာကျွန်တော်ရည်ကျင်းမှုအငွေနဲ့ပြတ်တိုက်တည်ဆောက်တဲ့ နော်အခုလိုမျိုးချင်းဆိုတဲ့ချင်းပြည်နယ်မှာကျွန်တော်ချင်းရိုးရတဲ့ပတ်သက်တဲ့အမွေနှစ်တွေထိမ့်သိမ်းဆောက်ရှောက်ကြဒါဆိုရင်ကျွန်တော်တို့ရိုးရကိုဆောက်ရှောက်တာကြတဲ့လို့ကျွန်တော်နိုင်ငံသားဝင်ဝင်လဲရလာကဘာကလဲတိလာဒါတွေကိုကျွန်တော်တို့လောက်ောက်မဲ့အစီအစဉ်တွေအများကြီးရှိပါတယ်။နော်အခုတော့ကျွန်တော်တို့ဒါတွေကိုမလုံဆောင်နိုင်သေးဘူး။ဘာကြောင့်လဲအားလုံးတိတဲ့အတိုင်းမြန်မာပြည်မှာအာနာယူလူတို့ကတိုင်းပြည်ရဲ့အာနာကိုမတရားလုယူနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့နိုင်ငံသားတွေရဲ့ ခွင့်ရတဲ့အားလုံးဆုံးရှုံးပြီးတော့ရွေးရအမွေနှစ်ဆိုတာဘာတစ်ခုမှပုံပေါ်ခွင့်မရပါဘူး။နော်လက်ရှိဒီတွေမှာလုံနေတဲ့ဒီစစ်ကောင်းဆောင်တွေလုံနေတဲ့ဆိုတာကလည်းခံပြတတ်တတ်ပါပဲ။သူတို့နေရာရဖို့သူတို့အာဏာရဖို့အတွက်လူမျိုးနွယ်စုတွေကိုကုလုံးလုံးသူတို့ကိုကြိုးရှာအဓိကတော့သူတို့တွေကောင်းစားမှုတွေပဲလုပ်တာ။ဒေတာကန်တောင်လူလက်သမားတွေတွားကြည့်ပါချင်းမဲဖြစ်ဖြစ်ကချင်းမဲဖြစ်ဖြစ်ရှမ်းမဲဖြစ်ဖြစ်ကျွန်တော်ဒေတာကန်တောင်လူတွေဟာဘာမှခွင့်လန်းမရှိဘူး တံရမှာတနေ့တနေ့ချစ်ကောက်ပြီးတော့လှုပ်ရှားနေရဒါတွေဟာကျွန်တော်တို့လွတ်မြောက်ဖို့အတွက်ဆိုတာဒီအာနာယူတယ်မရှိမှကျွန်တော်တို့တိုင်းပြီးလွတ်မြောက်ပါဒါကြောင့်မလို့ဒီနေ့ဟိုတားရဲရှင်ဝါးပါလေဆိုလဲဒါကြောင့်မလို့ဒီနေ့ဒီပွဲလေးကိုကြိုးစားအားထုတ်ပြီးတော့လှုပ်ဆောင်ပေးတဲ့အရှိုးချင်းလူငယ်တိုင်းသားအဖွဲ့တောင်းရင်ရှိတဲ့လူအားလုံးကိုလည်းလေးစားပါတယ်အခြားသောလူမျိုးနွယ်စုတွေအားလုံးလည်းအခုလိုမျိုးရွေးရပွဲတွေကိုကျွန်တော်တို့ပေါ်ထုတ်ပြီးတော့ကျွန်တော်တို့နိုင်ငံရည်ချင်းမှု ကျွန်တော်နိုင်ငံရဲ့ဂုံတက်စင်မဲ့အရာတွေကိုဝိုင်းဝန်းစ조사အထောက်ပေးကြပါလို့တိုက်တွန်းနေတဲ့ဒီကုန်းချုပ်ပါလေအားလုံးကျေးဇူးတင်ပါအလော မိတ်ဆက်ပြရစီကျော်လန့်တယ်ဒီပေါ်ရောက်လို့ရှိရင်အဲ့လိုမျိုးလှုပ်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 နေစမ်းကျွန်တော်ကကျွန်တော်ရင်မိတ်ဆက်ပြရစီကျွန်တော်နာမည်ကုသကြည်ပါတချို့တွေကခဏခဏမင်းသားတောင်းနေမမပြီးတော့ကျွန်တော်လေတပ်ပုံနေလာရချာအဲ့ဒါမကုကုကိုရင်မိတ်ဆက်ကားတော့ပါဒါကတော့အချိုရှင်းလူငယ် FC အဖွဲ့ကိုဂုံမှတန်းတော်လေးပြန်ချပေးနေတာဖြစ်ပါတယ်။ အားရဖို့ကောင်းပါတယ်လူငယ်တွေဒါကတော့ဝတ်တီးပေါ့နော်ကျွန်တော်တို့ဒီနေမှာလက်မှတ်တွေအဲသူတို့အယောင်မတူဘူးကြရတယ်သူတို့ပထမအဦးဆုံးလက်မှတ်အစိမ်းအောင်ပေါ့နော်လက်မှတ်အစိမ်းအဲရတဲ့လူတွေကိုထမင်းစားဖိတ်ပြီးတော့အဲဒါရိုးရအစားအစာကိုတီးခင်းအခန့်ပေးတာဖြစ်ပါတယ်ဒါလက်မှတ်အစိမ်းသမားတွေပေါ့ ော်မလေးတွေပြောတဲ့အစင်လေးပေါ့နော်အမဲဒီညီလေးကအရန်နဲ့ချောပါတယ်ဒီအစင်လေးကတော့ရှုံးမပေးနဲ့မိငယ်ဆိုတဲ့ခြေလေးနဲ့ပြောပြတင်ဆက်ပေးတာဖြစ်ပါတယ်တစ်ဖက်မှာသူမင်းစားရသူမင်းစားတော့ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ကိုအပိတ်ကြတဲ့ပြည့်တဲ့တွေအမှတ်တရတက်ပုံရဲ့ကိုစောင့်နေကြတာပါเนาะသူတို့အလင်းနဲ့ဓာမင်းကျွေးဖို့ ပေါ်လာတဲ့အချိန်မှာတက်ပုံရက်ရှင်နဲ့ကျွန်တော်တို့ပြည့်တက်ပြီပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်အခုလိုမျိုးအားပေးတဲ့အတွက်ကျွန်တော်လည်းဝမ်းသာပါတယ်ဒီမှာတို့ရိုးရအစားအစာကိုစားပါကိုစီဆိုတော့ကျွန်တော်ထမင်းစားဖို့အတွားပါပေါ့နော်ဒီကနေအမှကျွန်တော်တက်ပုံရိုက်ဖို့ဆိုပြီးတော့အားပေးတဲ့ပြည့်တက်ဒီပါတို့တွေကျွန်တော်တင်တဲ့တင်းတွေကိုအမြဲကြည့်ပါတယ်အမြဲအားပေးတယ်ဆိုပြီးတော့ကျွန်တော်ဒါချင်းဒီအကိုပေါ့မှတွေအားလုံးပေါ့နော်ငတ်တရာတက်ပုံလေးရိုက်ကြတာပါဒီအနောက်က ဒါပြင်ဆင်ထားတဲ့ဟာကြီးတော့ရွေးရအမှန်တစေတွေပေါ့နော်အဲ့တော့ဒီပွဲလေးမှာတော့စီစီကားနဲ့တက်လာကြတဲ့သူတယောက်ချင်းနဲ့ပြည့်စုံတင်ပါတယ်အခုလိုမျိုးကျွန်တော်ကိုချစ်ခင်အားပေးတဲ့မိဘပြည်သူသူတယောက်ချင်းနိုင်ကိုလည်းပြည့်စုံတင်ပါတယ်ဒါကတော့အဲ့ဒါအဲဒီခေအခမ်းတဲ့အကူအတောင်တော်ခိုင်းနေရတယ်သမင်းစားဖို့အချိန်မမီပါဆိုလို့ဆိုပြီးဒါပေမဲ့ဝမ်းတာပါတယ်အခုလိုမျိုးအားပေးတဲ့သူဒါဟိုဘက်ကအတင်းအုပ်စရာပေါ့နော်အတင်းအုပ်စရာကိုလည်းပြန်လှုပ်ပြီးတော့အဲခက်ပြန်ပြီးအောင်လို့ဝိုင်းနေရချပေးနေတာ ကျွန်တော်တို့ကတော့အားနာလို့ပေါ့ဒါပေမဲ့ကျွန်တော်လည်းဝမ်းသာပါတယ်။တင်းယုတ်စီရတဲ့သူကအစရဲရိုက်ဖို့ကျွန်တော်ပြောထားတာဒါကတော့အတင်းယုတ်စီရပဲဖြစ်ပါတယ်။နောက်ထပ်ဒါညီငယ်လေးပေါ့နော်ဒါအရှူရှင်း FC ကညီငယ်လေးပဲဖြစ်တယ်။ပြီးလို့ရှိရင်ညီမငယ်လေးအမလေးကျွန်တော်အားလုံးပဲစစ်စစ်ခင်နဲ့အတရာတက်ဖို့လေးရိုက်ကြတာဖြစ်ပါတယ်။ဟုတ်တယ်ခွေးတွေဘယ်တော့ပဲဆဲဆဲပါကျွန်တော်တို့ချစ်ခင်အားပေးတဲ့အမှုကိုတိုင်းတိုင်းညီကိုမောင်မောင်ပေါင်းလို့ရှိတဲ့အတွက်ကျွန်တော်တို့တွေအားရှိပါတယ်ကျေးဇူးတင်ပါတယ်ကဲလာပါပြီဝါတီးပါ ကျွန်တော်ဒီဟာတော့ကျွန်တော်ချင်းယိုးရအစားစာပေါ့နော်ဒီနေ့ကောက်တစ်စားပွဲမှာတီခင်းအခန်းနဲ့ချင်းယိုးရအစားစာပဲဖြစ်တယ်ကျွန်တော်မြည်ကြည့်မယ်နော်တခုခု share ကောင်းတယ်ကောင်းတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဆွဲလိုက်ရမယ်ကဲဆက်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 